မင်္ဂလာပါဒါကြောင့်ဒီနေ့အဲတည်င်းပေါ့နော်အဲ့ဒါဒီမိုးပြဲမှာစစ်ကောင်စီကအင်အား600နဲ့စစ်ကြောင်းထိုးတယ်သူတို့ကစစ်ကြောင်းထိုးပြီးတော့သူတို့ပဲပြန်လန်ကြသွားပြီးတော့သူတို့ပဲပြန်ထွက်ပြေးရတယ်အဲ့မှာ23ရောက်တည်တယ်ပေါ့နော်ပြီးတော့16ရောက်ဖမ်းမိတယ်ဆိုတဲ့တည်င်းပေါ့နော် အဲအဥစားနဲ့ပတ်သက်လို့ကျွန်တော်မြင်ပြင်ကပြောရေးစုဝင်ရှိသူအကိုတယောက်စီကိုဆက်သွယ်ပြီးတော့ဒီအောင်ပွဲအကြောင်းကိုမေးထားပါတယ်ဗျ။ဟုတ်အကိုကြီးမင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်အကိုအဲ့ဆိုကျွန်တော်နည်းနည်းလေးမိတ်ဆက်ပေးပါအောင်ဟုတ်ဟုတ်အာကျွန်တော်ကတော့လက်ရှိအာ energy တော့အမြင်ပိုင်းရေးစရာရဲ့လက်အောက်ခံတကယ်လို့ချမ်းတောင်းအတရားကရင်းစစ်တမ်းတွေတာ ရေကူကမအမအတို့ရှာတော့စီးတာခွဲအမဒီဟာပြည့်ရညမတည်းရဲ့တည်နေပြန်တိုင်းနေတူခွဲရှိဟုတ်ကဲ့ဟုတ်ကဲ့ပါကိုအဲတွေ့ရတာဝမ်းသာပါတယ်ဗောနော်ပြီးတော့ကျွန်တော်ပထမဆုံးဒီအောင်ဝဲအောင်ဝဲအကြောင်းလေးမေးချင်တာဗောကိုရအာဒီဒီရက်ထဲမှာဒါမိုးပြဲဟုတ်ဗောနော်စကားစကားဒါအင်အား600နဲ့စစ်ကြောင်းထိုးတယ်ကိုရအဲ့မှာဒါသူတို့ဒါလင်းလင်းနဲ့တက်တဲ့ကိုပြန်ပြီးတော့ဆုတ်ခွာပြေးရတယ်ဆိုတော့အဆင်ထိဖြစ်သွားတယ်ဗောနော်စစ်တပ်က23ဦးတည်တယ် ်အဲပြီးတော့ဒါအလင်းဝင်တာ16ဦးရှိတယ်ဆိုပြီးတော့လည်းဒါသတင်းတွေမှာတွေ့ရတော့အဲအဲအကြောင်းလေးလဲအားရစရာလေးဆိုတော့နည်းနည်းပြောပြပေးပါအောင်ပေါ့ဟုတ်ဆရာပါပေါ့ဟိုဒီဖခုံမြို့နယ်နဲ့ဒီနောက်ရှိမြို့နယ်နဲ့တရားဖြစ်တဲ့ကြေးရော်တွေမှာကျွန်တော်တက်ပွဲတွေဖြစ်တာပေါ့ဒီနော်ဟုတ်ပွဲတွေဖြစ်တော့အာစစ်ကောင်စစ်ဖက်ကဒီကြောင်ရောကုံကြောင်ရောပေါ့နော်ဒီကြောင်တော့ကြောင်နဲ့တို့ထူးစစ်ဆင်လာတာပေါ့ဒီဟုတ်ဒီကျတဲ့အချောင်းလေးကစပြီးတော့ ပါပြီးတော့ကြောင်းဒီကြောင်းထိုးတကြောင်းနဲ့ထိုးလာတယ်အာပြီးတော့ဒုံကြောင်းလည်းဒုံနဲ့ကြောင်းနဲ့ထိုးလာတာပေါ့လေနော်ဒုံကြောင်းနဲ့ထိုးလာတော့ကျွန်တော်တို့ကခွေတာဖြစ်တဲ့ဒီအာ NPDN နဲ့အာကျွန်တော်တို့ဒီဟာအမရှိတဲ့အာတထောက်ချောင်းတရင်နဲ့တူပေါ့နော်ကျွန်တော်စီရပူပေါင်းအောင်တဲ့ဒီပြားစီကြောင်းတွေပဲနဲ့အခုခံတော်လာတဲ့ချိန်မှာဒီကောင်ဒီဖက်ကအတူတူလေးထိနာတာပေါ့လေနော်တူလေးထိနာတယ်တူလေးအင်အားလုံးသူတုံးတယ်ပေါ့နော်ဒီရင်လည်းလာကျရလည်းရှိသလို ာလက်နဲ့ကြီးကြီးအပြင်သူတို့ drone တွေလည်းတော်တော်လေးသုံးပြုလာတာပေါ့ဒီပြုပြုလာတော့ကျွန်တော်တို့ crash ကကကောင်းခံစီနေတဲ့ကောင်းလေးအပြင်ဆင်ထားတယ်လို့ပြောမှာပေါ့နော်ပြင်ဆင်ထားတဲ့အချိန်မှာအာဒီဆဲလုံးလုံးကြာတော့တာပေါ့ဆဲလုံးလုံးကြာတယ်မင်းညာထိတော်ပက်ပွဲနေနေငယ်ကြည့်တဲ့အချိန်မျိုးရှိကြည့်တာပေါ့ဆိုတော့ကျွန်တော်တို့ကအာဒီ FPS ကြောင်းမှာတော့ဒီစစ်ကြောင်းမှုနဲ့မိပြောင်မှုပြချက်ရတော့လက်28ရောက်တော့ တွေ့နေရတော့ဘောနော်ဟိုတော့တို့ရတယ်ပြရတယ်ဒီခုပဲရှိတယ်ဘောတွေ့နေရတယ်အပြင်တို့ဒီအတိခိုက်တန်ရရလေအများများပြားကြောင်းဆိုတော့လေတို့တွေ့ရတယ်ပြီးရင်အာဒီပြေကလူထုတချို့ကလည်းပြောလာတော့ဘောအမန်းစီတို့တို့တို့တော်ရကူတာလေအဲဒီနာလေမြောင်များတော့ရှိတယ်လို့လည်းအမျိုးချပြရတာဘောဒီသားဒါတော့တကြောင်းဘောအကြောင်းကတော့ကျွန်တော်ဘုပြေဖက်ပေါ့နော်ဘုပြေဖက်ကတော့ PK ရဲ့ဆက်လီရဲ့နေလာတော့ပါပဲ အဲ့ဒါသူတို့အလုံးအားလုံးရင်းနဲ့ထပ်ပြီးထိုးဆင်းလာတယ်ပေါ့နော်ဒီလေးနှစ်အခမရလေးနှစ်တက်ခံတဲ့ကနေပဲထပ်ပြီးထိုးဆင်းလာတယ်ထိုးဆင်းလာတော့ဟာကျွန်တော်တို့ဖက်ကလည်းအဲခုနကင်ပေါ့တွေကိုအကောင်ဆုံးနဲ့ပြန်ပြီးတော့ပြင်ဆင်ထားတယ်ညီမခုခံလိုက်တဲ့အချိန်မှာအဲ့မှာလည်းသူတို့တော်တော်ချင်းလာတော့တော့ဒီနော်ချင်းတာတော့သူတို့ကအတက်စတင်စခံကိုပြန်မဆုတ်ခင်မှာတော့သူကအာလက်နေကြီးတွေဟိုတော့ရှော့ပြီးခုခံပြီးတော့အာ လည်းနေကြီးလည်းတောက်ရပစ်ကိုခိုင်းတယ်ပြီးရင်သူတို့အစိမ့်ွေပုံဝတ်တာစိမ့်ွေပုံလည်းသူတို့အဆမ်းတန်တော့ပြီးတော့ပြစ်ပါမယ်သူတို့ပြန်လဲထုတ်ခေါ်တော့တော့အတော်ဒီအာဒီစစ်ကြောင်းနှစ်ခုနေနေရတော့ဒီတည်းမင်းညာလေးဒီတည်းတော့နည်းနည်းတော့ပြန်ရည်တဲ့အချိန်မျိုးတော့ရှိတယ်ကြာအော်ဒါဒီကောင်ဒီကတော့ထုတ်တာတိုင်းပေါ့လက်နေကြီးတွေတော့သူတို့ပေါ်တော့အတော်ချော့ပြစ်လာတယ်တပွဲမရှိလည်းပြစ်တယ်ဆိုတဲ့နေထားပြီးတော့ရရင်တော့ကြုံရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုဟုတ်ဟုတ်အဘလိုပဲဖြစ်တာ သူတို့ကတော့ PP ပြင်းပြင်းဆိုပြီးတော့စစ်ကြောင်းထိုးလာတာပေါ့လေနော်ဒါပေမဲ့တပ်ဖွဲ့တွေကပေါကောင်းမှုပြန်ပြီးတော့တုံ့ပြန်နိုင်တဲ့ခါကျတော့သူတို့ခုနလိုအထိကိဆုံရှုံများသွားတာပေါ့နော်အဲပြန်ပြီးတော့တုတ်ကွာရတဲ့ပုံစံမျိုးဖြစ်သွားပါအဲဒါဒါအာရစရာတည်တင်းပေါ့လေနော်ကိုဟိုပြီးတော့ကိုအဲ့ဒီမိုးပြဲဟိုဗျာသူကဟိုးအရှိပိုင်းကာလတွေမှာလဲဒါ ဒါကြောင့်ဒီထိုးစစ်တွေပြုလုပ်တယ်အဲမိုးပြဲသူတို့ပြန်ရရေးအတွက်ကိုသူတို့အသေးအတန်စူးစမ်းနေရရှိတယ်ဗောနော်အခုဆိုလဲသူတို့အသေးအတန်ပြန်ပြီးတော့စူးစမ်းနေရဆိုတော့မိုးပြဲကကိုဒါစစ်ကောင်စီအတွက်ဘလောက်ရေးပါတယ်လို့ကိုယူဆတယ်မိုးပြဲကတော့ဘလောက်ဒီသူတို့ရေးပါလဲဆိုတော့အာသူတို့တော့ဒီ greenity လို့ပြောတဲ့ကြာအာဒီနေဘောနော်ကြာလောက်ကိုပြုတ်ကိုတော့ကောင်းမှုမှုလေးဒီစစ်စစ်အုပ်စုရဲ့ရန်ရအောင်ကောင်းမှုလေးပါချင်လို့ ီမိုးပြက်ကိုတို့ကမပြစ်မနေပြန်ယူချင်တာတော့တကြောင်ပေါ့လေနော်။ဟုတ်ပြန်ချရတကြောင်။တို့ဒီအဲ့တကြောင်ကအာဒီမိုးပြဲပဲကျန်တော့တာပေါ့လေနော်။မိုးပြဲပဲကျန်တော့တယ်တို့ဒီတောင်ကြီးကလောချင်းလာရင်တော့တို့တရားပင်လောင်းတောက်လျှောက်တခုတည်းကတော့တို့လွလွလလတို့ကြက်တူတို့လိုရရတယ်တို့ဒီချုပ်ထားတဲ့နေကြီးဖြစ်သွားတော့ပေါ့လေနော်။ဟုတ်ဒီချုပ်နေကြီးဖြစ်တော့မိုးပြဲတစ်ခုပဲကျန်တော့တယ်။တို့ဒီလက်ကောဆန်နဲ့တော့မြုပ်ပင်အဲအေရီယာနေချင်းတော့မှာတော့သူစိုးမိုးနေတာပေါ့ ရှိတဲ့ဌာနတွေပေါ့နော်ဒီမဲ့တိုက်ရင်းနဲ့မဲ့တော့ကျွန်တော်လူမရဘူးဆိုတော့သူမူပြဲတစ်ခုပဲသူတို့ကကြံတော့ဒီမူပြဲတာသူတို့ရခဲ့မယ်ဆိုရင်အာသူတို့လူချင်တဲ့ဒီအစင်အားလည်းသူတို့ကောင်းမှုကိုထောင်နိုင်တယ်ခေယံစီလည်းသူတို့ကောင်းမှုကိုထောင်နိုင်တယ်အဲပြီးဒီလမ်းကြောင်းမိန်လမ်းကြောင်းပြီးတော့အရင်တော့ကဒီလမ်းကလည်းအာဆီယံလမ်းဆိုပြီးတော့အဲဒီဒီခေတ်တော့လည်းတတ်မှတ်ထားတဲ့လမ်းပြီးတော့အော်ဒါလည်းကောင်းတဲ့ပြဿနာကိုမူပြဲကိုတော့အသက်ပြန်လို့ချင်တာပေါ့ဟုတ် နောက်တစ်ကြောင်းအနေနဲ့ဆိုတော့ကျွန်တော်ဒါတော့ကျွန်တော်တင်ချက်ပါဟိုဘုရားသူတို့ဘာကြောင့်ပို့ပြီးတော့လူချင်းလဲဆိုတော့အာကျွန်တော်တို့ဒီကလင်းကြီးလို့ပြောရင်ဟိုဟာမိပြီးတော့တတ်တိုက်ဖို့ကအနည်းဆုံးသားကြောင်းရလဲအဲ့လောက်ကြောင်းဖြစ်တယ်ဆာအဲ့လောက်ကြောင်းဖြစ်တဲ့ကြောင်းဒါတော့သူတို့တော့အာတောက်လျှောက်သူတို့တခြားပြည်နဲ့ထဲတော့သူတို့အင်အားပုံတုံးတယ်စေရန်တရားလေးတတ်တာသူတို့ပို့ပို့တုံးတဲ့အချိန်မှာရှိတယ်လို့တော့ကျွန်တော်မျိုးယူဆတာပေါ့နော် အကြောင်းကိုကျွန်တော်တို့ကဒီဗေကွန်မူပြဲအဲဒါထိန်ချုပ်ကျွန်တော်တို့ကကကွေတပ်ဖက်တပ်ပေါင်းတွေကတထိန်ချုပ်မဲ့သူရင်အတူဖက်လက်ပြုစဉ်းစားပါပဲဒီပြီးတော့တူဖက်ဖို့ကတော့ဒီကကြောင်းအနည်းဆုံးဆိုတော့အဲဒါသူဖက်ကဒါစီရရဒရုပ်ကျုပ်စင်တဲ့တပေါ်မီလိုတော့ကျွန်တော်မျိုးကောက်ချက်ချတယ်ဒီတော့ကျွန်တော်တို့ကကွေဖက်ကလည်းမူပြဲဘာကြောင့်မပြေးချင်လဲဆိုတော့ကျွန်တော်တို့မူပြဲကအာ ကျွန်တော်တို့လူထုတွေ့ရောဒီကပွေရဲ့တွေ့ရောအများကြီးကြိုတဲ့အောင်မရှိတယ်ကျွန်တော်ဒီဆက်ပြောရတဲ့တယ်ဒီကလည်းအများကြီးရှိတဲ့အကြောင်းကျွန်တော်တို့ဘူပြက်ကိုရတလို့ဟောတတ်နိုင်တလို့ဟောကလေးတွေဆိုလည်းအများကြီးတက်ပြီးဆက်သွားတာရှိတာပေါ့လေနော်တို့တော့ကျွန်တော်တို့ကမဆုတ်တဲ့တောင်းဒါလေးကိုကြက်ကြက်ခံနေအောင်ကျွန်တော်ကတပ်ပေါင်းစုနဲ့ဖွဲ့စည်းမှုပေါင်းအောင်ကျွန်တော်တို့ကကွေတယ်အဓိကဒီ movement ပြုတ်ကိုကျွန်တော်တို့ကကွေရတဲ့ဆက်ပြီးထိန်းချုပ်နိုင်တော့တစိမ့်တူတူလူထုတွေလည်းလည်းတဲ့ ကောင်း site နိုင်မယ်ပြောနိုင်မယ်ဆိုတော့ဒါတို့တွေ့လေအဲစာဝန်ကြီးနည်းနည်းလေးပူပြေးနေမယ်ကျွန်တော်တို့ဆက်ပြီးတော့ကောက်ွယ်အောင်လို့တော့အမျိုးတပုတ်ထားပါတယ်ဟုတ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 ်ဒါမျိုးပြေသူတို့အတွက်လည်းရေးကြည့်သူကျွန်တော်တို့အတွက်လည်းရေးပါတာပေါ့နော်ဟုတ်တယ်ဟုတ်ဟုတ်ကိုဟုတ်ပြီးတော့ကိုအဲ့ဒီကျွန်တော် PNO တွေပြည်သူစစ်တွေအကြောင်းလည်းကိုနည်းနည်းပြောပြပေးပါအောင်ကျွန်တော်တပ်ဖွဲ့တွေကိုတောကပေးဖို့အတွက်စစ်တပ်ကအုံချနေတဲ့ကောင်တွေပေါ့ဆိုတော့ပါပေါ့ဒီဒီဒီပေါ်မှာလည်း PNO ီယန်တို့အပြင်ပတ်စပေါ့နော်အဲစောင်းရည်လို့ပြောတယ်ဒီလူစစ်ဖွဲ့ပေါ့နော်သူတို့ကအဲသူတို့တော့ဟိုပြင်းနေလို့တော်တော်လေးကိုတုံးချတယ်တော့ပြင်းစုဆောင်ရည်ဖွဲ့လည်းတော်တော်လေးတုံးချတာပေါ့သူတို့ဟိုအာတော့ oh sorry ဒီအကူနဲ့ဒီညောင်ရှိစက်ကြမှာဖြစ်သွားတဲ့ဒီတပ်ပွဲဆေးရဲ့အတွင်းမှာလည်းအဲဒီစီမီတီမှာရှိတဲ့ရေဘောပြော ပြောဆိုချက်အရဒီစစ်ကြောင်း၃ကြောင်းလုံးမှာကပြည်နေဦးကုန်ပါ။အော်။နေဦးကုန်ပါတယ်။ပတ်စားတချို့လည်းပါလို့ပေါ့။ဒါတော့စစ်ကြောင်း၃ကြောင်းမှာဟိုခမ်းမကြီးရတော့အဲ့နဲ့တော့ဒီအနေပြ90ပေါ့နော်ရှစ်ထွက်တာဒီလိုလိုရှိတယ်ဆိုတော့ဒီ effect ကြောင့်မှတော့စိတ်ခွေးကုန်နိုင်ရလဲပုံများပဲနောက်ပြန်လို့ကတော့တော့50ကျွန်တော်လည်းပါတာပေါ့အဲ့လိုချင်းနေတော့သူတို့တုံးပြထားတာရှိတာပေါ့လေအာနောက်မူပြဖြစ်မှာဆိုရင်လည်းခုနပြောသမျိုးဒီ PN တို့တွေကတော့

တို့ကတော့ဒီဘလူရချင်းနဲ့ဘလူဒီမန်ချက်နဲ့ဒီပီတူစီတို့ပြန်နေဦးလေကိုထုံးလဲတော့ကျွန်တော်လည်းမသိဘူးเนาะအဲ့အချင်းကြီးတော့ရှိတယ်ဟုတ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 ်အများကြီးပဲပြောပြပြီးလို့ကျေးဇူးတင်တယ်ဗောနော်ကိုပြီးတော့ဒီအဲစစ်ကောင်စီရဲ့အခုနောက်ပိုင်းအဲမိုးပြေကိုအရင်တိုက်တဲ့ပုံစံနဲ့အခုနောက်ပိုင်းတိုက်တဲ့ပုံစံတွေကပြောင်းလဲလာမှုရှိတယ်ဆိုပြီးတော့လည်းသိရတယ်လေကိုအဲကြတော့ အဲသူတို့ရဲ့ပြောင်းလဲလာတဲ့ဒါတိုင်နီးစနစ်တွေရှစ်ပြူဟာတွေပေါ့နော်အဲပြီးတော့ပုံမှုအသုံးပြုလာတဲ့လက်နက်မျိုးစားတွေအဲအဲဥစ္စာမျိုးတွေလည်းကိုတည်တော့ပေါ့နော်အခြားတရင်တပ်ဖွဲ့တွေလည်းအသိနိုင်ဖို့အတွက်ကိုကိုပြန်မျှဝေပေးပါအောင်ဗျာကတော့ဟောပေါ့လင်းနင်းနင်းမှာတော့သူတို့ဒီစစ်ရေးပြင်းထလာတော့တော်တော်ဒီကြောင်ကြီးပေါ့နော် ပြီးခဲ့တဲ့2024အာဒီအော့နိုဝင်ဘာဒီဇင်ဘာလောက်ကလေးကတော့စပြီးတော့ပြင်းထတာပေါ့ဒါပေမဲ့ဒီနောက်ပိုင်း မစလာနေဒီမေလာနောက်ပိုင်းရောပူပြီးတော့တက်ပွဲကိုစိတ်လာတယ်အဲသူတို့သုံးပြူတယ်လည်းနဲ့တွေရတယ်အာဘယ်လိုပြောမလဲလည်းနဲ့ကြီးတွေကပူပြီးတော့သုံးလာတာပေါ့နော် ပြီးတော့စိတ်ငွေပုံတွေကစားပေါ့စိတ်ငွေပုံတွေလည်းသူတို့တောက်လျှောက်သုံးပူပြီးတော့သုံးလာတယ်အပြစ်လူရင်အားတွေဆိုရင်လည်းသူတို့ဘူရောဖြစ်တင်လာတဲ့အနေအထားမျိုးရှိတာပေါ့သူတို့သူတို့ဖက်ကသုံးပြူတဲ့ဒီအာကမီတာကမီတာဆက် drone တွေပေါ့နော်ရှုံးခါ drone တွေကစားလဲသူတို့ပြလာတာလည်းရှိလာတာပေါ့လေပြီးတော့သူတို့ drone တွေဒီတိုက်ခိုက်ရေး drone တွေကလည်းသူတို့ကအာရုရှားထုတ်ပေးတဲ့ drone လို့တော့ဟိုတချို့ဒီပြရဲပေါ်ရောအမျိုးသုံးသပ်ကြတာပဲပေါ့နော်ကျွန်တော်တို့ကတော့ဟုတ်မတော့မတိချဝဲဆိုပေမဲ့နောက်ပိုင်းတော့သူတို့သုံးတဲ့ drone တွေကလည်းပူပြီးအဆင့်မြင့်လာတယ်ဆင့်မြင့်လာတာကိုတွေ့ရတာပေါ့နော်အာနောက်တစ်ခုကဒီနောက်ပိုင်းကလည်းသူတို့သုံးတဲ့လက်နေကြီးတွေကလည်း အရင်လိုမျိုးမဟုတ်တော့ဘူးအရင်လိုမျိုးအရင်လိုမျိုးဆိုရင်အာတန်ဒီပိုင်းနဲ့ပတ်ကြရတယ်ဒီနောက်ပိုင်းကတော့အတန်ကြပြီဆိုတဲ့အခါလေးကိုနာမလာကိုအချင်းမျိုးဖြစ်ဖြစ်သွားပြီစာအဲ့တော့ကျွန်တော်တို့ဖက်ကလည်းအဲသူရဲ့အဲဆင်းမြစ်လာတဲ့သူလည်းနေတယ်ကူပြတော့တပြီးတော့လဲကျွန်တော်တို့ဖက်ကလည်းအာဘီလိုခုခံကောက်ကွယ်ပြီးတော့ဘီလိုပုံစံမင်းနဲ့အဲကျွန်တော်တက်ခိုင်းနိုင်လို့ကျွန်တော်တို့စဉ်းစားရအကောင့်ဆုံးပြောင်းလဲကျွန်တော်တို့ဟောပြင်ဆင်ထားတော့ဘူးစာ ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ရှာဟုတ်ကိုဟိုကျေးဇူးတင်ပါတယ်ပေါ့နော်ပြီးတော့အခုလိုမျိုးမျှဝေပေးရတာတခြားတပ်ဖွဲ့တွေလည်းသိရတဲ့အခါဒါပြင်ဆင်မှုတွေလုပ်လို့ရတယ်လीเนาะကိုအခုလိုမျိုးပြောပြီးလို့ကျေးဇူးတင်တယ်ပို့ပြီးတော့အဲဒါစကားဝိုင်းစကားဝိုင်းဆိုတာထက်ပေါ့နော်ဒီအင်တာဗျူးလေးရဲ့အဆုံးသက်အနေနဲ့ပေါ့နော်အဲကိုကြည်သူတွေပေါ့ကြည်သူတွေအခုဒါသလိုင်းကာလာလေးကြာလာသည်နဲ့အမျှပေါ့နော်အဒုက္ခဒုက္ခရလေသူတို့တွေခံစားရတယ်ဒါတော့မှပဲအခုချိန်ထိအဲတော်လိုင်းတက်ဖွဲ့တွေကိုထောက်ခံနေတဲ့ပြည်သူတွေကိုဘာများမှာစကားလေးပြောခြင်းလဲဗျ ကျွန်တော်ပြည်တည်နေနဲ့လဲကျွန်တော်တို့ကကျွန်တော်နေနဲ့ကျွန်တော်တို့နေနဲ့ပေါ့နော်အဆက်လက်ပြီးတော့ကျွန်တော်တို့ကိုလည်းအခုလိုမျိုးပဲရက်ပြည်ပြဖို့လဲထားပြီးတော့နေတဲ့ခံစင်လဲအဒီထက်ပိုပြီးတော့ပူပေါင်းပေးဖို့လဲနေတဲ့ခံစင်လဲဒါတော့သူတို့အနေနဲ့လဲဒီချေကွင်းကွင်းကွဲလဲသူတို့တိလောက်ပြီးလို့တော့ကျွန်တော်နေနေတာပေါ့နော်ပရောဂျက်ကောင်တီဖက်ကပြီးလို့မျိုးဟိုပြလို့လေးရှိတယ်ဆိုတော့လဲသူတို့ပြည်သားပဲအဘယ်လို့စီအောင်ရှိရှောင်းနေပါစေလေနေကြီးလေးရင်လေးတောက်လျှောက်ကျနေသေးတဲ့အခြေအနေမျိုးရှိတာပေါ့ ဒါလို့မင်းညာည7နိုင်ခွဲ9နိုင်ဝန်းကျင်လောက်တော့အာဒီမူပြရဲ့နောက်ဖက်ကျမ်းမှာရှိတဲ့အဟိုတိချောင်းတကံတနေအောင်လို့လာကျေပေါ့နော်ကျွန်တော်ကိုလေးလာကျဲလိုက်လည်းနဲ့ကြီးပြလိုက်နေတယ်ဒါလူထုတွေရတယ်ကျွန်တော်တို့ဟိုတို့အလေးတာတို့ကျွန်တော်တို့လည်းဒီထက်ပူလုံးဝိုင်းဝန်းကူညီပြဖို့လည်းအဲ လိုက်တွန်းချင်တယ်အာပြီးတော့ဒီမူပြေဖက်ကန်အဲနေပတိပြီးတော့ဒီလူထုတွေလည်းအဲ့လိုတော့လာလို့ရှာဖို့လေအများရတဲ့ဒီဝရနဲ့တော့လာပြီးဖို့လေကျွန်တော်တို့ကတော့ထပ်တိုက်တွန်းချင်တယ်အချိန်ကြီးကြောင်းကြောင်းကြောင်းအချိန်ကြီးမတိရဘဲနဲ့မတော်ဖို့မလားဖို့လေတတိပေးချင်တယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုနာပြည်သူလူထုအတွက်ကို လေးထားပြီးတော့မှာပြည့်ရဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုရိုနောက်မှာလည်းအများအပြားပြည်သူတွေရရှိနေပါပါအခုဟိုအခုလိုမျိုးဒါဖြည့်ချပြည့်ရဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုဟုတ်โอเคโอเคဆရာရတယ်အဲ့တော့မေးတာတော့ဒီအောင်ပွဲကြောင်းပဲအဲဒါမဲ့လည်းဒါသိကျင်တဲ့စိတ်တွေကြောင်းမလို့အဲခုနလိုဒါတခြားအဖွဲ့တွေအတွက်ရောပြည်သူတွေအတွက်ရောအဲတည်တည်နဲ့ထင်တဲ့မိကုံးလေးကျွန်တော်ထပ်မေးပြတာပေါ့နော်အဲ့တော့ဒါအစိမ့်ဝိတ်ဘုံ၃နဲ့ဟာမျိုးတွေလည်းကျွန်တော်တို့သိရတယ်ပြီးတော့တို့ရဲ့ အဲပြောင်းလဲလာတဲ့တိုင်းနည်းစနစ်တွေအကြောင်းကိုလည်းဒီကိုပြောပြသွားတယ်ပေါ့နော်အရင်တော့ဆိုရင်ဒါပြစ်တယ်ဆိုရင်အတန်ကြားရတယ်အခုဆိုရင်ပြစ်တာနဲ့တန်းရောက်လာတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ပြောကြအဲ့ဘက်မှာဒီ drone အသုံးပြုမှုတွေဒါကမ်ကာစီသုံးတာမျိုးတွေအားစပေါ့နော်အဲပြီးတော့ဒီရုရှားလောက် drone တွေသုံးတာမျိုးတွေရောအဲပြီးရင်အတွဲလိုက် drone ပြစ်ဖို့အတွက်ကိုဒီကားနစီး အဲ့ဘက်မှာဖြည့်တင်းထားရဲဆိုတာလည်းဒါကျွန်တော်တို့လည်းစုံစမ်းသိရှိရတာရှိတယ်ဗောနော်အလီချောင်းကနေဆိုလဲတောက်လျှောက်ကိုဘုံကျဲတိုက်ခိုက်နေတာမျိုးတွေလုပ်တယ်အဲ့ပြီးတော့ဘားကြောင့်ဒီလိုဒီမိုးပြဲဆိုတဲ့နေရာဗောနော်ဒီနေရာဒီနေသားတစ်ခုကိုသူတို့ဘားကြောင့်အသေးအံပြန်လိုချင်နေလဲဆိုတဲ့ဟာကတော့ဒီကိုပြောပြသွားတဲ့အတိုင်းပဲဗောနော် ်ကျွန်တော်ကတော့ဒုတိယဖြစ်စဉ်ပေါ့နော်အဲနေပြီးတော့ကိုအနည်းဆုံးလမ်းကြောင်းဖြစ်နေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အဲ့ဘက်ကတပ်ဖွဲ့တွေဒါဒီတပ်ပူပြီးတော့ပြေဆုံးမယ်အဲ့ဘက်ကတပ်ဖွဲ့တွေဒါဒီတပ်ပူပြီးတော့တိုက်ပွဲဝင်နိုင်မယ်တကယ်ကိုအောင်မြင်မှုတွေဆက်လက်ထိန်းသိမ်းပြီးတော့ဆက်လက်ပြီးရယူနိုင်မယ်ဆိုရင်နေပြီးတော့ねဘာမှမွေးတဲ့နေရာတစ်ခုကသူတို့တက်ကိုတကယ်ချင်းချောက်ခံနေရတဲ့လမ်းကြောင်းတစ်ခုဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဟာကလည်းတကယ်အောင်မြင်စေတဲ့ နေရာတစ်ခုဖြစ်သွားနိုင်တယ်ဗောနော်ဒီတော်လိုင်းအောင်မြင်စေဖို့အတွက်အကြောင်းတရားတစ်ခုလည်းဖြစ်သွားနိုင်တယ်အဲကြောင့်ဘလိုပဲဖြစ်ဖြစ်တပ်ဖွဲ့တွေကမပြည့်စုံပါဘူးတိုက်ပွဲဝင်နေကြတယ်တပ်တွေပြီးနေကြတယ်ဒါပေမဲ့သူတို့တွေပြည့်ပြည့်စုံတိုက်ပွဲဝင်နိုင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့အောင်မြင်မှုရမယ်လို့တော့ကျွန်တော်ကတော့ယုံကြည်တယ်ဗောနော်အဲဘာပဲဖြစ်ဖြစ်ပြည်သူလူတွေခုချိန်ထိလည်းအကူညီပေးနေကြတဲ့သူတွေအများကြီးရှိတယ်ဗောနော်အဲ့အတွက်လည်းရန်ကျေးဇူးတင်တယ်ထပ်ပြီးတော့အနာနာနဲ့တောင်းဆိုရရင်နောက်ထပ်လည်းကူညီပေးကြပါအောင်လို့ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်